အလုံးပဲမင်္ဂလာပါဒီနေ့မေလ16ရက်နေ့မှာတော့ရှမ်းမြောက်ရှမ်းပြည်မြောက်ပိုင်းမှာနေမြေငင်းပွားမှုတွေခဏခဏဖြစ်တယ်အဲ့ဒါက KIA နဲ့ TNLA နဲ့ဒီလိုပြဿနာမြေတက်တက်နေတယ်ဆိုတော့ TNLA ကတော့ချိန်နဲ့လည်းဖြစ်တယ် MLA နဲ့လည်းဖြစ်တယ်နေမြေအငင်းပွားမှုတွေခဏခဏဖြစ်တယ်အဲ့ဒါဖြစ်ရချင်းအဓိကအကြောင်းရင်းကဘာလဲဆိုတော့နေမြေတွေကိုတင်ပိုက်လာသူတို့များတဲ့အခါကျတော့အဲ့ဒီနေမြေတွေမှာတင်ပိုက်တဲ့နေမြေတွေကဆိုလို့ရှိရင်သူတို့ရဲ့နေမြေတွေဖြစ်တယ် ကျွန်တော်ဟိုဘက်ကခြင်ထားတာတော့ဘိုးဘောပိုင်နေမိတယ်ဖြစ်တယ်နိုင်ငံရေးအရာဆွေးနွေးပြီးမှအဲ့ဒီနေမိတွေကိုမိနမိတ်တတ်မှမှာဖြစ်တယ်ဒါကတော့လုံးဝမင်းတို့ဟာမင်းတို့တိုက်လို့မင်းတို့ရတဲ့နေမိဆိုပြီးတော့မလို့ရဘူးဆိုတဲ့ဟာကို KA ကခြင်ထားတယ်ဟိုကတော့ TNL ကတော့သူတင်လို့ရတာသူခြင်တာသူရဲ့နေမိတွေဖြစ်တယ်ဆိုတဲ့ဟာကိုခြင်ထားတယ်ဆိုတော့ဒီနှစ်ခုကပေါ်တိုက်မှုတွေခဏခဏဖြစ်တယ် TNL ကတော့ KA တခုတည်းနဲ့မဟုတ်ဘူး MND နဲ့လည်းပြဿနာဖြစ်တယ်သူကဆိုတော့အခု KA နဲ့ TNL က အခုဒီတမဟာလေးနေမြေပေါ့အဲ့ဒါ KIA ရဲ့တမဟာလေးနေမြေတိုင်ရင်ရှိမိုင်းမော်ဖဲမှာနော်မိုင်းမော်ဖဲမှာအဲ့ဒီမှာ KIA စခန်းရှိတယ်အဲ့ဒီစခန်းကိုနေပြီးတော့တက်စခန်းတစ်ခုကို TNLA ရဲ့အင်အား300နော်300နဲ့နေပြီးတော့အဲ့ဒီမှာဝင်စီးတယ်ဝင်စီးပြီးတော့အဲ့ဒီတက်တွေကိုရွှေ့ပြောင်းခိုင်းတယ်အဲ့ဒီမှာ KIA စစ်သားနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရွေးကောက်ပွဲကော်မတီနော်ရွေးကောက်ပွဲဟာဆိုလို့ရှိရင်တော့သူတို့ကျင်းပတော့မယ်နော်ဒီ2015နောက်ဆုံးအပတ်ရဲ့ ဇန်နဝါရီလပထမဆုံးပထမနှစ်ပတ်ရဲ့စသည်တဲ့ချိန်တွေမှာသူတို့ကျင်းပမှာဆိုပြီးတော့ကျွန်တော်တို့အတီးပြုပြီးအခုရွေးကောက်ပွဲဘယ်နေ့ဘယ်နေ့ကျင်းပမှာဆိုတဲ့ဟာကိုလေသူတို့အတီးအကျသတ်မှတ်ပြီးတော့ကြားတယ်ဒါပေမဲ့သတင်းမီဒီယာတွေမှာတော့ဒီလိုအတီးအကျသတ်မှတ်ထားတာကျွန်တော်တို့မသိရသေးဘူးဒါပေမဲ့ဒီနှစ်ဒီဇင်ဘာလနောက်ဆုံးနှစ်ပတ်ပြီးလို့ရှိရင်တော့ဇန်နဝါရီလပထမနှစ်ပတ်ဆိုတဲ့ဟာတော့အကျန်းဖြစ်နေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေမြေစုံမှုမှုတွေကအဓိကအရေးကြီးလာတယ်ဒီရေကောက်ပွဲကိုလုံးတဲ့ခါမှကျတော့အခုကျန်းဖွဲ့ရလောအော်နေပြီ သူတို့ရဲ့ပါတီရဲ့ခေါင်းဆောင်တွေအရဆိုလို့ရှိရင်လုံးဝလုံခြုံမှုမရှိဘူးသွာလာတဲ့အခါတော့ဘာလို့ဘာလို့ဆိုတော့ဒါကစစ်တပ်ရဲ့နော်ပါတီတခုဖြစ်နေတယ်နော်အဲ့ဒါကြောင့်စစ်တပ်ကအဓိကဖြုတ်တဲ့ကန္နာမှာဆိုလို့ရှိရင်ဒီကြံခံရဲနဲ့ဖွံ့ဖြိုးပါတီကလည်းအဓိကပါဝင်ပတ်သက်မှုရှိတယ်။အခုသွေးတောက်တို့ဘာတို့ပြည်သူစေတို့ဘာတို့မှလည်းအဲ့ဒီတွေမှာလည်းဒီကြံခံရဲကပါဝင်ပတ်သက်မှုလည်းအများကြီးရှိတယ်ဆိုတော့ဒီဖက်ကဒေါ်လာရဲ့ပြင်းမှလည်းကြံခံရဲဆိုလို့ရှိရင်လည်းအဓိကပြင်းမှတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကြောင့် ခင်ကြီးကဥက္ကဋ္ဌခင်ကြီးကနေပြီးတော့လုံခြုံရွေးတဲ့စိုးရိမ်နေရပါတယ်ဆိုတဲ့ဟာကိုပြောတယ်အခုမှအလာလည်းနေမျိုးဆုံးချုံမှုတွေရှိတဲ့နေရာတွေကိုအဖို့အတွက်ထိုးစစ်တွေစင်ဖို့အတွက်ခုနေပြတော့မှကြီးအကျယ်အဲ့ဒီတိုင်းမုံတွေခေါ်ပြီးတော့အဲ့ဒီမှာအစည်းအဝေးတွေလုပ်နေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ဒီနေ့ထူးထူးခြားခြားတတင်းတစ်ခုကတော့ခန့်စစ်သူเนาะခန့်စစ်သူကဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကော်မရှင်ကိုနေပြီးတော့တိန်ပေါင်း200လူတန်းနေဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာငလျင်ဘေးတင်းတဲ့လူတွေအတွက်လည်း ကိုညင်ပေးတာဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသုံးထားတာတွေ့ရတယ်ကျွန်တော်ဒါပေမဲ့အတိအကတော့ဒီမှာရုတ်ကပွဲအောင်မြင်ရဲ့အတွက်ဖက်တလန်ကဒါရိုက်ကိုညင်လို့ရှိရင်လူတွေအမြင်ဆောင်းမှစိုးလို့နော်ကျွန်တော်တို့တိန်းနေရာကိုနေပြီးတော့အဲ့ဒီငလျင်ဘေးကိုခံစားတဲ့လူတွေအတွက်လည်းပါဝင်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာရေစီအိုအဲ့ဒီမှာစားတော့ကုန်လို့ပါလို့လဲနော်လူတန်းနေဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမနေ့ကကျွန်တော်တို့တင်ဆက်တဲ့ဒီတောင်ငူလေတက်နော် K2 မတီလေတက်ကိုနေပြီးတော့ဒေါ်လာရဲ့အဖွဲတွေကနေပြီးတော့ short tight down စက်တလုံးနဲ့ပြတဲ့ရှစ်လုံးထိတယ်ဆိုတဲ့ဟာကိုမနေ့က เนาะไอ้นี่มาตะดิ้งကိုကျွန်တော်တင်ဆက်ပြီးသားဖြစ်တယ်ဆိုတော့မနေ့ကလည်းကျွန်တော်ပြောတယ်ဒီအောင်မြင်မှုတည်င်းတွေအဲ့ဒီမှာထိခိုက်ကြဆုံးမှုပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ဒီနေ့တွေ့လာရမယ်ဆိုတော့ဒီနေ့တက်လာပြီเนาะတက်လာတော့ဘာတည်င်းကောင်းတွေလဲဆိုလို့ရှိရင်တကယ်ထူးရှိန်เนาะတည်င်းကောင်းတွေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာဒုဘုံမူကြီးအဆင့်က၂ရောက်ပါတယ်လေပူကြီးအဆင့်က၁ရောက်ပါတယ်စုစုပေါင်းအရာရှိ6ရောက်ဖြေသွားတယ်เนาะ6ရောက်ဖြေသွားတယ်ပြီးလို့ရှိရင်တော့12ရောက်ကပြင်းထန်တန်ရာရတယ်အဲ့ဒီမှာကျွန်တော်တို့ဒီလင်းပြင်းလင်းပြင်းက Y8 ဒဇင်းရယ်ပြီးလို့ရှိရင်တော့ ိုက်ခိုက်ရဲ့လျင်ပြန်တိုက်လျင်ပြန်ပေါ့နော်ဂျက်တိုက်လျင်ပြန်အဲ့ဒီမှာနှစ်စီးထိတယ်ဆိုတော့စုစုပေါင်းလျင်ပြန်က3စီးထိတယ်အဲ့ဒီမှာအရာရှိတကက်အကောင်ကြီးလေအုပ်က3កောင်ထိတယ်ချက်ချင်းပွေးချင်းပြီးတယ်အဲ့ဒီမှာအရာရှိ6ယောက်ပါတယ်နော်6ယောက်ပါတယ်7ယောက်ကအကြီးကြီးထိခိုက်တယ်ရရှိတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းတွေထုတ်ပြန်လာပြီအဲ့ဒါကသတင်းမီဒီယာဒိုင်းတွေမှာဖော်ပြတဲ့အကြောင်းအရာတစ်ခုအနေနဲ့တွေ့ရတယ်ဆိုတော့အောင်မြင်မှုကတော့တော်တော် ရှိတယ်ဆက်တလုံးမှာရှစ်လုံးကအတိအကျအဲ့ဒီမှာကြာရောက်ပောက်ကွဲတာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီ mission ကိုပေါ်ဆောင်တာ mission ပေါက်ဒီအဖွဲ့အစည်းက38ကျင်းမြောက်ဖြစ်တဲ့ဆိုတဲ့ဟာကိုလည်းထုတ်ပြန်တာကိုတွေ့ရတယ်။တောင်ကိုလက်တာဟာလည်းခဏခဏဖြစ်ခါရတယ်เนาะနောက်တစ်ခုကကျွန်တော်တို့စစ်မှုထမ်းအပတ်စဉ်နေကိုနေပြီးတော့သူတို့လုပ်တယ်เนาะပြည်သူလူထုတွေကိုလူငယ်တွေကိုဖမ်းတယ်အတဲနမပေါ်တာဆွဲတယ်အဲ့ဒီမှာပြည်သူစစ်တင်နိုင်တွေတက်ခိုင်းတယ်ရုရှားလိုပဲเนาะအဲ့ဒီမှာသူတို့ကလူတွေတအားအင်အားပြုံးတီးတဲ့ခါကျတော့အင်အားတွေကိုမဆုံးရှုံးအောင် အဲ့ဒီမှာသူတို့ကဥပဒေကိုပြတ်ထမ်းပြီးတော့ကိုဖမ်းတာဆိုတော့ဥပဒေကတော့ကျွန်တော်တို့ဥပဒေပဲเนาะဖမ်းတာကတော့ဖမ်းတာပဲနောက်တွေ့တဲ့နေရာမှာလိုက်ဖမ်းတာပဲစားနေဆိုတာတော့ဥပဒေမရှိတော့ဘူးသူတို့ပါးစပ်ခင်မှရှိတာအဲ့ဒီမှာမရလို့ရှိရင်တော့အုပ်ချုပ်ရေးမှုတွေရဲ့ဒီစီဘောရဲ့ဈေးကွက်တွေဖြစ်လာတယ်เนาะအဲ့ဒီမှာမရလို့ရှိရင်သူတို့က SM block block ပေးရမယ်မိသားသမီးကိုလှုပ်မယ် ပဲဆက်ဘလောက်ပေးရမယ်သူ့အတွက်အစားရှာဖို့အတွက်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့တောင်းတာနော်လစဉ်လစဉ်ပေးရတယ်တချို့ဌာနတွေမှာဆိုလို့ရှိရင်ကျွန်တော်ဟိုဖက်ကနေပြီးတော့တည်င်းတွေကြားတာတချို့အဖွဲ့အစည်းတွေဆိုလို့ရှိရင်သူတို့ကဒီသားသမီးတွေကိုမပါစေချင်တဲ့အတွက်ကြောင့်အလမှာနော်သူတို့ရဲ့တတ်မှတ်ထားတဲ့စံနှုန်းတိုင်းပေးရတယ်နော်လစဉ်ပေးရတယ်အဲ့ဒါအရေးအကြောင်းကျွန်တော်တခြားလူတွေဝင်လာလို့အကြီးအကဲတွေဝင်လာလို့ရှိရင်လည်း အဲ့ဒါထပ်တော့ပေးရသေးတယ်လေ။အဲ့လိုမျိုးလေးရှိသေးတယ်။ဆိုတော့အခုစစ်မှုထ80%ကတင်တန်းဆင်းတဲ့အယောက်ပေါင်း800ကိုနေပြီးတော့ကျွန်တော်တို့စစ်တွေကိုပို့တယ်၊ကြောက်ဖြူပို့တယ်ပြီးလို့ရှိရင်တော့ဒီဖက်ကပုဂ္ဂိုလ်တိုင်းဒီနေဆက်ငဖေးတို့ဒီပထောင်တို့စသဖြင့်ဒီနေရာတွေကိုအယောက်ပေါင်း800เนาะပို့ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ပို့တာကတော့ကျွန်တော်တို့တင်ပေါ်နဲ့ပို့တယ်၊တင်ပေါ်နဲ့ရလို့ရှိရင်တင်ပေါ်နဲ့ပို့တယ်၊လေရင်နဲ့ပို့တယ်၊စစ်ကားနဲ့ပို့တယ်စသဖြင့်ဒီလိုပုံစံမျိုးနဲ့800ကိုအယောက်ပေါင်း800 လူအစ်စ်နော်ဒါလူအစ်စ်ဆိုတော့လူအစ်စ်ဒီလူအစ်စ်တွေကဘာတွေ့ကြုံမှမရှိဘူးနော်ဒါပေမဲ့ရှိတဲ့ကောင်ရောက်နေပြီဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာထဲမှာဖော်ပြကြရတယ်နောက်တစ်ခုကစက္ကဆတ်ရဲ့ဝင်ငွေလမ်းကြောင်းကိုနေပြီးတော့အပြေးပိုင်ဖြတ်တောက်နိုင်လိုက်ပြီးဆိုပြီးတော့ KNU ရဲ့ ပြောရဲဆိုခွင့်ရှိတယ်လို့ဘတ်တိုဆော့တော်နီကပြောလိုက်တယ်မြို့ကိုတိမ့်တာထက်ပိုပြီးတော့အောင်မြင်မှုတွေရှိတယ်မြို့တစ်မျိုးစာကိုသူတို့တိမ့်ထားတယ်နေဆက်ရှောက်မှာဆိုလို့ရှိရင်စခန်းပေါင်း90ကျော်ကိုသူတို့တိမ့်ထားတယ်စသဖြင့်နော်ဘတ်တိုဆော့တော်နီကတော့ပြောတာကိုတွေ့ရတယ်သူကတော့ပြောရဲဆိုခွင့်ရှိတယ်လို့တော်တော်ပြောက်သွားတယ်အရင်တော့ကတော့ဟွန်ဘောဟွန်ဘောလုံးလုံးကတော့နေစဉ်ရက်ဆက်သူပေါ်တယ်နော်အခုတကယ်တိုက်ပွဲတွေ account တွေပေါ်လာတဲ့အချိန်ကျတော့နည်းနည်းပျောက်သွားတယ်เนาะပျောက်သွားတယ်ဆိုတော့အခု type တော့ပေါ်လာတယ်เนาะ protocol တော့နေပေါ်လာပြီဆိုရင်တော့သူပေါ်လာပြီဆိုလို့ရှိရင်တော့ set တက် set တက်ပေါ်လာပြီဆိုလို့ရှိရင်တော့သူတို့ကနားဖို့ချိန်နေပါရှိနေတယ်ဆိုတော့အခုကတော့ဒီလိုငုတ်သွားပြီဆိုလို့ရှိရင်တော့တကယ် account တွေပေါ်တာအဲ့ဒါတော့သူတို့ရဲ့လက္ခဏာတွေပေါ့เนาะဆိုတော့ online မှာထပ်ပြီးတော့ထပ်ပြီးတော့အဲ့လိုမျိုးဟောင်းမဟောင်းမလုပ်လာပြီဆိုရင်တော့သူတို့အပြစ်ခတ်ရဆေးတာတို့သူတို့စခန်းတို့ကပြန်ပေးတာတို့အပြေးအယူလုပ်တာတို့အဲအဲ့ဒီကာလတွေပေါ့เนาะဆိုတော့တကယ်တကယ်သူတို့ကပျောက်သွားပြီဟာတကယ်ပျောက်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီပြရတော့သူတို့က လုံးဝ online မှာမတင်မိနဲ့တိတ်တိတ်သူတို့ကကောင်းတိဖို့တာဆိုတော့အန်တာကကျွန်တော်တို့ product store တော်နေတက်လာပြီဆိုရင်တော့ကျွန်တော်ကတော့စိုးရိမ်နေနောက်စိုးရိမ်နေသူတို့အပြစ်ခတ်ရိုက်စီမာတို့သူတို့နားလည်မှုနဲ့ တဖက်သက်လုံမာတို့ဘာတို့စသဖြင့်အဲ့ဒါကိုစိုးရင်တာပါနော်စိုးရင်တော့တကယ်တကယ်ဆက်ပြီးတော့တိုက်နေတယ်ဆိုရင်တော့ဒါကတော့ကောင်းတဲ့လက္ခဏာတွေဖြစ်တယ်သူကတော့မြို့တွေကိုတော့မသိမ့်ဘူးဒါပေမဲ့မြို့တွေကိုတိမ့်တာထက်တော့မှပို့ပြီးတော့ကောင်းတယ်အစ်တပြတော့သူတို့ကလိုအပ်တဲ့စခန်းတွေအရင်မှအရေးကြီးတဲ့စခန်းတွေစခန်းတွေကအကုန်လုံးတိမ့်ပိုက်လိုက်ပြီးမှမြို့ကိုတိမ့်ဖို့ကနောက်မှအေးစိဒီလိုတွေမရှိတော့ဘူးဆိုလို့ရှိရင်တိမ့်ပိုက်လို့အချိန်မျိုးရတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာဆိုတော့မြို့တို့မြို့ကိုတိမ့်ဖို့ကလည်းမလွယ်သေးဘူးเนาะမလွယ်သေးဘူးအခုကြောက်ဖြူတစ်ခုတည်းကိုကြည့်လိုက်တော့ကြောက်ဖြူ မြို့တဲ့ကိုအေအေကနေပြီးတော့စစ်ခုနဲ့မြို့နယ်မှာနေပြီးတော့စစ်လက်မြို့ရင်းနဲ့ကျွန်တော်တို့တင်ခတ်ပြီးသားဖြစ်တယ်။ဒီကြောက်ဖြူတို့စစ်တွေမှအောင်အတားပဲကျန်တော့တယ်။ဒါတော့မှအခုတတိကျွန်တော်တို့တင်လို့မရနိုင်သေးဘူး။ကြောက်ဖြူတို့မြို့တဲ့ကိုတင်လို့မရနိုင်သေးဘူး။ဆိုတော့ကြောက်ဖြူမှာဆိုလို့ရှိရင်ရုပ်စုပေါင်း90မှာဆိုလို့ရှိရင်94မြို့နယ်မှာကျွန်တော်တို့90တင်ခတ်ပြီးလို့ပြောတယ်။ဒါပေမဲ့၄ခုပဲကျန်တော့တယ်နော်။အုပ်စု၄အုပ်စုပဲကျန်တော့တယ်။ဆိုတော့အတားကိုတော့မှကျွန်တော်တို့တင်လို့မရသေးဘူး။ဆိုတော့ သူတို့ကတော့အဝေးကြီးပေါ့အဲ့ဒီကရင်ပြည်နယ်မှာဘာမျိုးမှမသိနေပြရနော်ဆိုတော့အခါကျတော့အများကြီးမျိုးတစ်မျိုးတစ်မျိုးကိုသိမှုဆိုတာနည်းတော့မဟုတ်ဘူးသူတို့ကမျိုးကိုအခိုင်ယူထားပြီးတော့လူထုကိုနော်ကပါယူထားတာအဲ့ဒါကလူတွေနဲ့သိလို့ရတဲ့အားမဟုတ်ပဲနော်ဆိုတော့ သူတို့တော့အဲ့လိုမျိုးပြောထားတယ်ဆိုတော့ဟာတော့တတိယမီဒီယာတွေမှာတွေ့ရတယ်။တစ်ခုကပကုန်းတိုင်းပကုန်းမျိုးနေနော်ဇီတော့မှာဆိုလို့ရှိရင်စကတ်ဆာရဲ့ကာကင်းတစ်ခုကိုဝင်ပြီးတော့တိုက်တယ်။အဲ့ဒီမှာတနက်စစ်လေးလေးရတယ်လက်နက်ခရင်တွေလည်းအများကြီးရရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။နောက်တစ်ခုက AA ကဒီ16ရက်ဒီလမေလ16ရက်နေ့မှာဆိုလို့ရှိရင်225ယောက်ကိုနေပြီးတော့စစ်သုံးပိုက်တွေပေါ့နော်အဲ့ဒါကိုနေပြီးတော့ထုတ်လိုက်တယ်။အခုထပ်ပြီးတော့သူတို့ထုတ်လိုက်ကြအရောက်ပေါင်း300နောက်တော့ရောက်ပြန်ပြီးတော့လွတ်တယ်ဆိုတော့ဒီတစ်နှစ်အတွင်းမှာပဲ1023ဦးကိုပြန်လွတ်လိုက်တယ်အဲ့ဒီမှာ နေရေမုန်ကြီးတယောက်လည်းပါတယ်เนาะအဲ့ဒီမှာတချို့လူတွေကြားတော့လဲအငယ်တွေပေါ့ပြီးလို့ရှိရင်တော့စစ်သားတွေရဲ့မိသားစုဝင်တွေစသည်ဖြင့်ပေါ့เนาะသူတို့လွတ်တာเนาะဒီနှစ်တစ်နှစ်အတွင်းမှာပဲ1020နဲ့3ယောက်ကိုလွတ်ပြီးပြီเนาะဆိုတဲ့ဟာကို A ကထုတ်ပြန်တယ်ဆိုတော့စစ်ချောင်းရည်နေရာနဲ့စတဲ့ငါးယောက်လွတ်တယ်အခုထပ်ပြီးတော့လွတ်တယ်300ကျော်တော့300ကျော်ဒီတရက်နေ့ရက်အတွင်းမှာပဲကျွန်တော်တို့900ကျော်ကိုသူတို့လွတ်တာကိုတွေ့ရတယ်နောက်တစ်ခုကခရင်ပြည်နယ်တန်တောင်ကြီးမှာဆိုလို့ရှိရတော့ဒီတိုက်ခိုက်ရေးတန်တောင်ကြီးရှိတယ်ဒီကျောင်းရည်နာမည်ကဘီရင်တော့ တင်နိုင်ချောင်းအဲ့ဒီတင်နိုင်ချောင်းကိုလည်းအခုဒီဖက်ကတော်လိုင်းရောက်ဖွဲ့တော့ KNL နဲ့ပူပေါင်းဖွဲ့ရပေါ့ KNL ဆိုတာ KNU ဖက်ကပေါ့နော်ဆိုတော့တရခွန်မမငါးလုံးကျွေးလိုက်တယ်ဆိုတဲ့ဟာကိုလည်းတွေးလာတယ်တွေးရတယ်ဆိုတော့ဒီတင်းကတော့ပြက်စီကိုမနေ့ပြန်မပဲကျွန်တော်တို့ကြားရနိုင်မယ်ဆိုတော့အခုလောလောဆယ်တော့ဒီမှာပြက်စီဆုံရှုံမှုတွေဘယ်လောက်သေးလဲဘယ်လောက်ပြက်လဲဆိုတာတော့ကျွန်တော်တို့မတွေးရသေးဘူးအဲ့ဒီတိုင်တော်ကြီးမှာရှိတဲ့တက်ခိုက်ရေးတင်နိုင်ချောင်းကိုနေပြီးတော့တရခွန်မမ ငါလုံးကျွေးလိုက်ရဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီသတင်းမီဒီယာလောကမှာတော်တော်ကိုရေပန်းစားတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်။အဲဒါကအိန္ဒိယနယ်စပ်မှာတမှုအနည်းမှာဆိုလို့ရှိရင်သူတို့ကဖတ်မှာဆိုလို့ရှိရင်တော့ဒီအာတန် ဒီစစ်သားတွေရှိတယ်เนาะစစ်သားတွေရှိတယ်ဟိုဘက်ကအိန္ဒိယစစ်သားတွေပေါ့ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ UNG ရဲ့ပတ်ကဖတွေရှိတယ်သူတို့မြင်ရတယ်ဆိုတော့ဘာအကြောင်းကြောင့်လဲမသိဘူးအဲ့ဒီလူတွေကိုဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးမှအဲ့ဒီဆေးရောက်ကိုဆေးရောက်ကိုဖမ်းလိုက်တာเนาะဆေးရောက်ကိုဖမ်းနေဖမ်းပြီးတော့အကုန်တပ်ပစ်လိုက်တယ်တပ်ပစ်လိုက်တဲ့အဲ့ဒါကနေပြီးတော့သူတို့ကထုတ်ပြန်လိုက်တယ်အိန္ဒိယဘက်ကနေပြီးတော့ထုတ်ပြန်တာကအဲ့ဒီမှာလက်နက်ကင်အဖွဲ့အဖွဲ့ကနေဖက်မှနေနေကျူးကျော်လာတယ်ကျူးကျော်လာတဲ့အတွက်ကြောင့်သူတို့လည်းပြစ်ခတ်မှုတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာ စေရောက်ဖေးတယ်နော်စေရောက်ဖေးတယ်လည်းနခဲရဲ့နော်လည်းရတယ်အဲ့ဒါကိုလည်းထုတ်ပေါ်ပြီးတော့တွေ့ရတယ်ဆိုတော့အဲ့ဒါကဒီတမှုခရိုင်ရဲ့ဒီပကဖတ်စေရောက်ဖြစ်တယ်ဆိုတော့ဒီနေ့အယူကြီးကထုတ်ပြန်လာတာဒါအမှုမှန်ကိုပေါ်ပေါ်အတွက်ဒီအိန္ဒိယနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတဲ့ဟာကိုအယူကြီးကထုတ်ပြန်တယ်ဘာလို့ဆိုတော့ပကဖတ်လို့ပအားဖတ်လို့ပလာဖတ်လို့ဆိုတာကဒီအယူကြီးရဲ့လက်ကန်တို့တွေပေါ့လက်ကန်တို့တို့ပြောတာတည်းသူတို့ကဘယ်လိုပြောမလဲအုတ်ချိုးရိတ်ကိုတကယ်လုတ်တဲ့နေရာမှာဟိုကဖြစ်တယ်သူတို့မှ PDF လေးရှိတယ်နော်အဲ့ဒီပတ်ပပပအဖားတို့ပါလာဖားတို့ဘာလို့လဲရှိသေးတယ် တော်တော်ကိုသူတို့ဖိစီထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာတကယ့်မြေပြင်မှာနေပြီးတော့အဲ့ဒီပကပပအဖတို့ကိုနေပြီးတော့သူတို့ဖိစီတယ်ပြီးလို့ရှိရင် PDF ဆိုတာတက်တက်ရှိသေးတယ်နော်လက်လက်ကိုင်သူတို့လည်းလက်လက်ကိုင်ပဲဒီဖက်လက်လက်လက်ကိုင်ပဲဆိုတော့အခုသေးတာကတော့ဆေးရောက်သေးတာကတော့ပကပတမှုခရင်ကဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တွေ့ရတယ်အယူကြီးကလည်းထုတ်ပြန်တယ်အဲ့ဒါကိုအမှုမှန်ကိုပေါ်ပေါ်ပေါ်အတွက် အဲ့ဒီမှာညှိနှိုင်းနေနေစေးပဲဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီဆေးရောက်တော့အမှန်ဆိုတော့ဒီဘက်အိန္ဒိယဘက်ကဖမ်းထားတာနော်ဖမ်းထားတာဖမ်းထားတယ်အဲ့ဒီဆေးရောက်ကိုတပေါ်မှာတိုက်ပွဲပဲဖြစ်ဖြစ်ပါပဲဖြစ်အရှင်ဖမ်းဖမ်းမိလို့ရတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့ဒီအရှင်ဖမ်းမိလို့ရှိရင်စစ်သုံးပန်းအနေနဲ့ပဲသူတို့ကဖမ်းဆီးထားရမယ်အဲ့ဒီစစ်သုံးပန်းအနေနဲ့ပဲသူတို့ကကျွေးမွေးထားမယ်စောင့်ရှောက်ထားရမယ်ပြန်ပြီးတော့လွှဲရမယ်စသဖြင့်နော်အဲ့လိုမျိုးပုံစံမျိုးရှိတယ်အဲ့ဒါနိုင်ငံတကာရဲ့ဥပဒေအရနော်ဆိုတော့အခုကအိန္ဒိယကတတ်ဖြတ်လိုက်တယ်တတ်ဖြတ်လိုက်တယ်အဲ့ဒီဆေးရောက်ကျွန်တော်အကုန်လုံး အပြောက်ဖြောက်လိုက်တယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ ARD တိုင်းမှာဆိုလို့ရှိရင်တော့တော်တော်ကိုအင်ကပူကိုထိရောက်လာတယ်အဲ့ဒါက AA ရဲ့ထိုးစစ် AA နဲ့ပူပုံဖွဲ့တယ်ကအဲ့ဒီမှာရောက်လာတယ်ဆိုတော့အခုအဲ့ဒီမှာဒီတမတော်လစ်ချင်းရဲ့စခန်းရှိတယ်အဲ့ဒီစခန်းကနေပြီးတော့ဒီတတကငားလို့ခေါ်တယ်အဲ့ဒီအနီမှာ AA နဲ့ပူပုံဖွဲ့တယ်လေနော်အစကစားဖွဲ့တယ်ကကြီးကြီးအဲ့ဒီမှာတိုက်ပွဲတွေဖြစ်နေတယ် ARD တိုင်းမှာတိုက်ပွဲပြင်းထန်နေတုန်းပဲဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်ဆိုတော့ဒီနေ့မေလ16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် मलाई सब्सक्राइब गर्ने कि पेचा गर्ने पेचाइपेन